ကိုလိုသဲဩဝါဒစာအခန်းကြီးအခန်းငယ်16ထဲကနှုတ်ကပတ်တော်ကိုကြည့်ကြရအောင်အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောယူပအရာအယူပအရာရာဇပလင်ဖြစ်စေအစိုးရခြင်းတကူဖြစ်စေအထုအမျက်ဖြစ်စေအာနာဆက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အဖြစ်၎င်းထိုသခင်အဖို့အလိုငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏တားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကူတော်အဖြစ်သာတည်ကြ၏ ကျွန်တော်တို့ဟာတာမန်မျက်စိနဲ့မြင်နိုင်စေဖို့အတွက်ဖရာသခင်ဖန်ဆင်းထားတဲ့မြင်နိုင်တဲ့အရာတွေတင်မကမမြင်ရတဲ့အရာတွေလည်းဖန်ဆင်းခဲ့တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။လူတွေဟာဖန်ဆင်းခံတွေနဲ့ပတ်သက်ပြီးတာမန်မျက်စိနဲ့အတီးပြုနိုင်တဲ့အရာတွေကိုပဲအာယုံဆိုင်လေးရှိတဲ့အတွက်မမြင်နိုင်တဲ့လောကကိုမကြာခဏလစ်လျူရှုထားလေးရှိကြပါတယ်။ရလအနေနဲ့သူတို့ဟာကောင်းကင်နိုင်ငံအတွက်မပြင်ဆင်ကြပါဘူး။ အဲ့ဒီအစားသူတို့ဟာဒီမြေကြီးပေါ်မှာပြည်စုံတဲ့ဘဝကိုပြင်ဆင်ဖို့အတွက်သူတို့ရဲ့အချိန်နဲ့ကြိုးစားအားထုတ်မှုကိုညှုံ့နှံထားကြပါတယ်။သူတို့ဟာသူတို့ရဲ့အာယုံစိုက်မှုနဲ့စွမ်းအင်ကိုဒီယာရီပေါ်အများကြီးအာယုံစိုက်ကြပါတယ်။ဒါဟာကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကြားမှာအလွယ်တကူသတိပြုနိုင်တဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့မမြင်နိုင်တဲ့အရာမရှိဘဲမြင်နိုင်တဲ့အရာဟာမတီးရှိနိုင်ပါဘူး။ ပရောဖက်တွေကဝိညာဉ်ဟာငါတို့အတ္တရဲ့အနှစ်သာရဖြစ်ပြီးလူစားတီဟာငါတို့ဝိစဉ်နဲ့အဝိတ္တသက်ဖြစ်တယ်လို့ပြောကြပါတယ်။ဒါကိုသင်တို့အားလုံးနက်နက်ဆိုင်ဆိုင်သိကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်ဟေရှာယအနာဂတ်တိကျန်ခန်းကြီး40ကနေတဆင့်မျက်မြင်ရကဘာနဲ့မျက်မမြင်ကဘာမှာဖြစ်ပျက်နေတဲ့ကေတင်ကျင်းအမှုတော်နဲ့ဖျားသခင်က ကျွန်တော်တို့ကိုဘလို့ကူညီပေးတယ်လဲဆိုတာကိုအတူတကွသက်သေခံကြပါစို့။ အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ဟာဒီနားလည်မှုကိုစိတ်ထဲမှာထုထွင်းနိုင်တင်ပါတယ်။ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး၄၁အခန်းငယ်၈ခုကြည်ကြရအောင်။ငါကြုံအေးတရီလားငါရွေးချယ်တော်သူယာကုပ်ငါအဆွေအာပြဟန်ဤသားမြေကြီးအစွန်းအနားမှာငါလက်ဆွဲယူခေါ်တော်သူတင်သည်ငါကြုံဖြစ်၏ဟူ၍လည်းကောင်း တင့်ကိုငါရွေးချယ်ပြီးတင့်ကိုမပြစ်မပယ်ဟူ၍လကောင်းဂတိကိုခံရတော်သူမစိုးရိမ်နှင့်ငါသည်တင့်ဘက်မှရှိ၏မကြောက်နှင့်တေးဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုဘာလုံးမှာပါလဲစောင့်မမီငါတင့်ကိုအမြဲကူညီမယ်လို့မိတော်မူခဲ့တဲ့ဖျားသခင်ဟာသူ့ရဲ့ဂတိကိုဘယ်တော့မှမချိုးဖြတ်ပါဘူး ဖျားသခင်ဟာမြင်ရတဲ့ကဘာနဲ့မမြင်ရတဲ့ကဘာတွေကိုဖန်ဆင်းခဲ့ပြီးတင့်ကိုအမြဲကူညီမယ်လို့မိန့်တော်မူခဲ့ပါတယ်။ဒါပေမဲ့လူတွေဟာသူတို့ရဲ့အခြေအနေကဖျားသခင်ရဲ့အကူအညီနဲ့အောင်မြင်ပြီလားဒါမှမဟုတ်သူတို့ရဲ့ကိုယ်ပိုင်ကြိုးစားအထောက်အမှုကြောင့်လားကိုစဉ်းစားဖို့ပြက်ကွက်လေ့ရှိကြပါတယ်။ဒါဟာသူတို့ကိုကျေးဇူးတင်ခြင်းထက် သူတို့ရဲ့ကြိုးစားမှုကိုဦးစားပေးပြီးဖျားသခင်ရဲ့အကူအညီကိုမေ့လျှော့ပြီးတော့မိမိကိုယ်ကိုဗဟုပြုတဲ့ယုံကြည်ခြင်းဘဝကိုရှင်သန်စေပါတယ်။ ဧဝံဂေလိရဲ့အမှုတော်ဟာဖျားသခင်ရဲ့လက်ပေါ်မှာမူတည်ရဲဆိုတာကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။မမြင်နိုင်တဲ့ကဘာမှာသူ့ရဲ့သားသမီးတွေအပေါ်ဖျားသခင်ရဲ့ကျေးဇူးတော်နဲ့မျက်နှာသာအတိုင်းတာပေါ်မူတည်ပြီးဧဝံဂေလိလမ်းစဉ်ဟာအများကြီးကွဲပြားနိုင်ပါတယ်။